ကိုပိုင်နဲ့မြင်ကို့အမိပါပုံစံခွန်ကြိုက်ဝိသားလေးရမြင်တဲ့ကိုလူတစုကရုတ်တရက်ဝင်လာပြီးတော့ဒါငါတို့ဘိုးဘွားပိုင်မြေပါဆိုပြီးတော့တဲ့ရင်ထိုးပြီးတော့နေလိုက်တယ်အဲ့ဒီလူတွေကိုနှင်ထုတ်ပေးပါလို့တရားရုံကိုရှောက်ထားပြန်တော့လဲတောက်ဆိုချက်ကိုပယ်ချလိုက်ပါတယ်ကဲဒီနေရာမှာကျွန်တော်ရဲ့မိတ်ဆွေသားဆိုရင်ဘယ်လိုလုပ်မလဲကို့အမိပေါက်တဲ့လေမြေထဲမှာတခြားသူတရားရောက်လာရောက်ပြီးတော့ကျူးကျော်ပြီးတော့နေခွင့်ရှိပါသလားအားလုံးမင်္ဂလာပါကျွန်တော်ကရှင့်နေဦးမင်းသိမ်းအောင်ပါဒီနေ့ပြပြမယ့်ဇာတ်လမ်းကတော့ ရခိုင်ပြည်နယ်တန်တွဲမြို့ငပလီမြို့ကနာမည်ကျော်အမှုတစ်ခုဖြစ်ပါတယ်။စီရင်ထုံးကတော့2019မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်လှန်လှန်ဝင်းနဲ့ဦးလာထွေးပါသုံးတရမအထူးအယူခံမှုဖြစ်ပါတယ်။ဇယ်လန်ကတော့ဒီလိုပါ။ဒေါ်လှန်လှန်ဝင်းဆိုတဲ့အမျိုးသမီးဟာ2013ခုနှစ်လကငပလီမြို့ဇီးဖြူကုန်းရပ်ကွက်မှာရှိတဲ့မြေနှစ်အေကလကိုဝယ်ယူခဲ့ပါတယ်။အဲ့ဒီမြေတွေလေယာဉ်မြေလုတ်ပိုင်ခွင့်လက်မဲ့ပုံစံခွန်ကိုလည်းသူ့နာမည်နဲ့ရရှိထားပြီးဖြစ်ပါတယ်။သူကအဲ့ဒီမြေမှာကြောမင်းနဲ့စိုက်ပျိုးတယ်။ ချန်စီယူတိုင်နယ်လဲစိုက်ထားခဲ့ပါတယ်။ပြဿနာက2014ခုနှစ်မှာစတာပါ။ဥလာတွဲဆိုတဲ့သူနဲ့အပေါင်းမာတွေကဒီမေဟာသူတို့အဖေဥဖို့ထွန်းလက်ထက်ကလေးကဓမ္မဥရှလုတ်ကန်လာခဲ့တဲ့မြေပါဆိုပြီးတော့ဝင်ရောက်လာခဲ့ကြပါတယ်။ပြီးတော့တဲတလုံဆောက်လိုက်ရာကနေနောက်ပိုင်းမှာသွမိုးတဲအိမ်အခိုင်မှာဆောက်လို့ပြီးတော့ကျူးကျော်နေထိုင်ပါတော့တယ်။ဒေါ်လာလန်ဝင်းဘက်ကဖယ်ပေးဖို့ပြောခဲ့ပေမဲ့သူတို့ကမဖယ်ပေးတဲ့အပြင်ရှင်းရှားမှုတွေပါလုပ်လာလို့ ရဲစခန်းမှာအမှုန်ဖွင့်နောက်ဆုံးတန်တွဲခရံတရားရုံမှာကျူးကျော်သူကိုဖယ်ရှားပေးစေလိုမှုနဲ့တရားဆွဲလိုက်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကတရားရုံရဲ့ဆွန့်ပစ်ချက်တွေအမျိုးမျိုးပြောင်းလဲသွားတာပါပဲ။ပထမဆုံးတန်တွဲခရံတရားရုံကတော့တရားလိုဒေါ်လှလိုင်းဝင်းနိုင်တယ်ဆိုပြီးတော့ဆုံးဖြတ်ပါတယ်။တရားပြန်နေကိုမြေပေါ်ကနေဖယ်ရှားပေးဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ဒါပေမဲ့တရားပြန်နေဘက်ကမကျေနပ်လို့အယူခံဆက်တက်တဲ့အခါမှာရခိုင်ပြည်နယ်တရားလွှတ်တော်နဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်တာမန်အယူခံအစ်မှာတော့ အမင်းကပြောင်းပြန်ဖြစ်သွားပါတယ်။အဲ့ဒီတရားရုံးတွေကဘာပြောလဲဆိုတော့ဒါကလေယာဉ်မြေလုတ်ပိုင်ခွင့်အငင်းပွားတာဖြစ်တယ်။ဒါကြောင့်တရားရုံးကစီရင်ပိုင်ခွင့်မရှိဘူး။လေယာဉ်မြေစီမံခန့်ခွဲမှုအဖွဲ့ကပြီးဖြစ်ရှင်းရမယ်ဆိုပြီးတော့ဒေါ်လှိုင်လန်ဝင်းရဲ့အမှုန့်ကိုပတ်လည်လိုက်ပါတယ်။ဆိုလိုတာကတော့တရားရုံးကနှိမ့်ထုတ်ပေးလို့မရဘူးဆိုတဲ့သဘောပါ။ဒါပေမဲ့ဒေါ်လှိုင်လန်ဝင်းကအရှုံးမပေးပါဘူး။ဥပဒေကြောင်အရာပြန်လည်သုံးသပ်ပေးဖို့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုအထူးအယူခံထပ်တင်ပါရယ်ဒီမှာတွင်အဖြစ်မှန်ပေါ်လာပါတော့တယ် တရားလွှတ်တော်ကျော်ကတေချာစီစစ်တဲ့အခါမှာအချက်၃ချက်ကိုတွေ့ရပါတယ်ပထမတစ်ချက်ကတရားလွှတ်ဒေါ်လာလန်ဝင်းမှာဒီမြေခွက်ဥပိုင်အန်20အတွက်တရားဝင် ပုံစံခွန်ရရှိထားသလိုအစိုးရစီကလည်းလူနေအိမ်ဆောက်ဖို့ခွင့်ပြုထားတဲ့လာနာ30ခုခွင့်ပြုမိလဲရထားပါတယ်ဒုတိယချက်ကတရားပြဏီကသူတို့ပိုင်ပါတယ်ဆိုပြီးတော့တင်ပြတဲ့ဇာရွက်ဇာတ်တမ်းတွေကဒီမြေခွက်နဲ့မဆိုင်ပါဘူးတခြားမြေခွက်ဥပိုင်150တဲဖြစ်နေပါတယ်တတိယချက်ကတော့ တရပြန်နေကရှေးပဝေသနီကလေးကနေလာတာမဟုတ်ပဲ2014ကျမှတဲတက်လာထိုးရဆိုတာတက်တည်ဒီအရာပေါ်လင်းနေပါတယ်။ဒါကြောင့်နောက်ဆုံးအဆင့်မှာတရားရုံးကျအထုခွန်ယုံကတရပြန်နေဟာတရားဝင်လက်ရှိထားပိုင်ခွင့်ရှိသူရဲ့မိဘကိုကျူးကျော်ဝင်ရောက်တဲဆောက်တာထင်ရှားတယ်ဆိုပြီးတော့အာယုနေရအမိကိုပေးဖြတ်ပြီးတော့မူလတန်ရွဲခံတရားရုံးရဲ့အမိအတိုင်းကျူးကျော်သူတွေကိုနှင်ထုတ်ဖယ်ရှားစေဆိုပြီးတော့အမိရှာမှတ်လိုက်ပါတယ်။ကဲဒီဇယ်လန်ကနေကျွန်တော်တို့ဘာတင်ကန်းစာတွေယူလို့ရမလဲကြည့်အောင်ပါ ကိုမြင်မှာပုံစံခွန်ဂရန်စတဲ့ပိုင်ဆိုင်မှုအတွက်ခိုင်မာတဲ့စာရွက်စာတမ်းရရှိဖို့အရင်အရေးကြီးပါတယ်။ကိုဘက်ကစာရွက်စာတမ်းခိုင်မာပြီးတော့တစ်ဖက်ကစာရွက်စာတမ်းမရှိဘဲနဲ့ဝေရောက်နှောက်ချက်တာဆိုရင်ဒါဟာကျူးကျော်မှုဖြစ်တဲ့အတွက်ကြောင့်တရားရုံးကနေနှင်ထုတ်ခွင့်အမိန့်ချမှတ်ပေးဖို့ရှောက်ထားနိုင်မှလည်းဖြစ်ပါတယ်။ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတူစွန်တရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။